သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့အော်တိုဘာလ20ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတိဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတိဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခံအပ်ပါရခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ Homelin Liter စကန်ဌာနချုပ်မှရိတ်ခါကိုတော်မီးရှုခံရပြီးနေရမှာစစ်ခွေးမအလားအတွက်လို့စာရေးသားခဲ့တဲ့စစ်တီလေးဦးဖမ်းဆီးစစ်ဆေးခံရပြီး ဌာနချုပ်မူဘုံမှုချုပ်မြန်မင်းတန်းကသတင်းကိုဖုံးပြတာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းဟ ோம் မလင်းမြို့အခြေဆိုင်ဟ ோம் မလင်းလေတစကန်ဌာနချုပ်မှာရိတ်ခါကိုရောင်ကိုမိရှုမှုတရက်ဖြစ်ပွားခဲ့ပြီးနေရမှာစစ်ခွေးမအလာအတွက်လို့စာရေးသားခဲ့ကြောင်းလေတက်သတင်းရင်းမြစ်ကပြောဆိုပါရတယ်။အော်တိုဘာလ18ရက်နေ့ညနေပိုင်းဟ ோம் မလင်းလေတစကန်ဌာနချုပ်ရဲ့ရိတ်ခါကိုရောင်မိရှုမှုဖြစ်ပွားခဲ့ပြီးမိရှုသူကနေရမှာစစ်ခွေးမအလာအတွက်လို့စာရေးသားသွားခဲ့ကြောင်းသိရှိရပါတယ်။ ရင်းပြစ်စင်ကိုနေပြီးတော့အခြေဆိုင်စေယုံနဲ့ကကလီကမသိရှိစေရန်လေတက်စကန်ဌာနချုပ်မူဘုံမှုချုပ်မြမင်းတန်းကအထက်ကိုမတင်ပြဘဲသတင်းဖုံးခဲ့ကြောင်းအဲဒီနောက်ရိတ်ခါကိုတော်ကိုအမြန်ပြန်လဲတိဆောက်နေကြောင်းသိရှိရပါတယ်။မီးလောင်ကျွမ်းခဲ့တဲ့ဟောမလင်းလေတက်စကန်ဌာနချုပ်ရဲ့ရိတ်ခါကိုတော်မှာတက်တွင်းတန်းရများနဲ့ဝေးကွာပြီးလူနဲ့ဝေးတဲ့တောထဲမှာတိဆောက်ထားခြင်းဖြစ်ကြောင်းလက်တလုံးမီးရှို့သူကိုဖမ်းဆီးရရှိခြင်းမရှိတဲ့အတွက်အနည်းဆုံးကင်းတဲမှတာဝန်ကျစစ်သား၄ဦးကိုအုပ်ချုပ်ရေးမှူးတပ်မှူးဒုတိယဗိုလ်မှူးကြီး အောင်ကျော်စွာ DSC 42ကဦးစီးစစ်စစ်ညှပ်ပန်းနှိပ်စက်နေကြောင်းသိရှိရပါတယ်။ဟောမလင်းလီတက်စကန်ဌာနချုပ်ရဲ့အုပ်ချုပ်ရေးမှူးတမှုဒုတိယဗိုလ်မှူးကြီးအောင်ကျော်စွာ DSC 42ကဦးစီးကတန်တရားရှိတဲ့စစ်တီများကိုရိုက်နှက်ညှပ်ပန်းနှိပ်စက်နေကြောင်းသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ American တမနာ Trump ရဲ့ဂျပန်ခီးစဉ်အတွင်းမှာမြန်မာအရေးပုံမှုအလေးထားဆောင်ရွက်စေဖို့ပြည်ပရောက်မြန်မာနိုင်ငံသားများကတိုက်တွန်းမြစ်တာရက်ခံလှုပ်ရှားမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ဂျပန်ခီးစဉ်အတွင်းမှာမြန်မာအရေးပုံမှုအလေးထားဆောင်ရွက်စေဖို့ပြည်ပရောက်မြန်မာနိုင်ငံသားတွေကတိုက်တွန်းမြတ်တာရက်ခံလှုပ်ရှားမှာဖြစ်ကြောင်းဂျပန် NUG Support Team အဖွဲ့ဝင်များကပြောကြားပါတယ်။အမေရိကန်သမ္မတထရမ့်ကဂျပန်နိုင်ငံကိုအော်တိုဘားလနောက်ဆုံးအပတ်အတွင်းမှာလာရောက်ရန်ရှိနေပြီးယင်းခီးစဉ်အတွင်းမှာအမေရိကန်အနေနဲ့မြန်မာအရေးကိုပုံမှုထိရောက်စွာအလေးထားဆောင်ရွက်လာစေရန်အတွက်တိုက်တွန်းတောင်းဆိုမြတ်တာရက်ခံအကူအညီတောင်းခံခြင်း လှုပ်ရှားမှုအစီအစဉ်များပြုလုပ်သွားမှာဖြစ်ကြောင်းသိရှိရပါတယ်။ American သမ္မတဂျပန်နိုင်ငံကိုလာရောက်စင်မှာနိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်သမ္မတကြီးဦးဝင်းမြင့်နဲ့နိုင်ငံရေးအကျဉ်းသားများပြန်လည်လွတ်မြောက်ရေးအတွက်၎င်းမြန်မာနိုင်ငံမှာစစ်တပ်ရဲ့ပြည်သူအပေါ်ရက်စက်ရုပ်မာမှုများအကြမ်းဖက်မှုများရပ်တန့်သွားစေရန်အတွက်၎င်း American နိုင်ငံအနေနဲ့မြန်မာအရေးကိုပုံမှုထိရောက်စွာအလေးထားဆောင်ရွက်လာစေရန်အတွက်တိုက်တွန်းတောင်းဆိုမြစ်တာရက်ခံအကူအညီတောင်းခံကြမှာဖြစ်ကြောင်းသိရှိရပါတယ်။ အိတ်ဖွင့်ပေးစာပေးဖို့လည်းစီစဉ်နေပါတယ်။ကြားဖြန့်လူကုန်ကူးမှုမူရည်စေဝါတင်ပို့မှုတို့နဲ့အမေရိကန်နဲ့မဟာမိတ်နိုင်ငံတွေကိုထိခိုက်နေတဲ့အတွက်ထရမ့်ရဲ့အမေရိကန်အစိုးရကဥဆောင်ကင်တွယ်ဖြည့်ရှင်းပေးဖို့နဲ့နောက်ွယ်ကအာနာသိန်းအကြမ်းဖက်စစ်တပ်ကိုတရုတ်ရုရှားတို့ရဲ့လက်နက်နဲ့ဤပညာထောက်ပံ့ကူညီနေမှုတွေရပ်တန့်သွားအောင်ဂျာဝင်ဆောင်ရွက်ပေးဖို့တောင်းဆိုတာပြီးအတိုင်းအတာတစ်ခုထိလှုပ်ဆောင်ပေးနိုင်မယ်လို့မျှော်လင့်ထားပါတယ်။ဒီအတိုင်းဆက်သွားရင်အမေရိကန်အစိုးရနဲ့မဟာမိတ်နိုင်ငံတွေရဲ့အကျိုးစီးပွားကိုထိခိုက်မှာမို့ Trump အစိုးရဂျာဝင်လှုပ်ဆောင်မယ်လို့မျှော်လင့်မိပါတယ်လို့ဂျပန်ရောက် NUG support team အဖွဲ့ဝင်တဦးကပြောကြားပါတယ်။ဂျပန်ရောက်မြန်မာနိုင်ငံသားတွေကအော်တိုဘလ29ရက်နေ့ဆူမီတိုမိုဖူဒိုဆန်ထိုရာနိုမွန်တာဝါမှာညနေ3:30မိနစ်မှညနေ4:30မိနစ်အချိန်ထိအမေရိကန်ကမြန်မာအရေးကိုပုံမထိရောက်စွာအလေးထားဆောင်ရွက်လာစီရန်အတွက်တိုက်တွန်းတောင်းဆိုမြစ်တာရက်ခံအကူအညီတောင်းခံခြင်းလှုပ်ရှားကြမှာဖြစ်ပါတယ်။ထို့ကြောင့်ဂျပန်ရောက်မြန်မာနိုင်ငံသားများအနေနဲ့ ်အမေရိကန်သမ္မတထရန့်ဂျပန်နိုင်ငံကိုရောက်ရှိစဉ်ကာလအတွင်းမြစ်တာရက်ခန့်အကူအညီတောင်းဆိုခြင်းလှုပ်ရှားမှုများမှာတက်ကြွစွာပူးပေါင်းပါဝင်ပေးနိုင်ကြပါယံ NUG Support Team ဂျပန်ကအသိပေးတိုက်တွန်းနှိုးဆော်ထားပါတယ်။အမေရိကန်သမ္မတထရန့်ကတောင်ကိုရီးယားနိုင်ငံမှာကျင်းပမဲ့အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ APEC ထိပ်သီးအစည်းအဝေးမှတိုက်မိမှာဂျပန်နိုင်ငံကိုအော်တိုဘာလနောက်ဆုံးရက်တရက်ဘက်အတွင်းမှာလာရောက်ရန်ရှိနေခြင်းဖြစ်ပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံမှာပြစ်ခတ်တိုက်ခိုက်မှုများရပ်တန့်ရန်ပုပ်ပြဟန်းမင်းကြီးလီယို14ကပန်ကြားလိုက်ပြီးစွနေပွဲများပေါ်ပေါက်စေရန်တောင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာပြစ်ခတ်တိုက်ခိုက်မှုများရပ်တန့်ရန်ပုပ်ပြဟန်းမင်းကြီးလီယိုကပန်ကြားလိုက်ပြီးစွနေပွဲများပေါ်ပေါက်လာစေရန်ဆုတောင်းပါကြောင်းပုပ်ပြဟန်းမင်းကြီးလီယို14ကမိန့်ကြားခဲ့ပါတယ်။အော်တိုဘားလ19ရက်နေ့မှာပြစ်လုခဲ့တဲ့သူတော်စင်တစ်9ပါးကိုထုတ်ပြန်ကြေညာတဲ့ဝိပုစုတောင်းပွဲမှာပုပ်ပြဟန်းမင်းကြီးလီယို14က အတက်ပါအတိုင်းမိန့်ကြားခဲ့ခြင်းဖြစ်ပြီးမြန်မာစစ်တပ်နဲ့ဒေါ်လန်ရေးတပ်များအကြားတိုက်ပွဲများရပ်တန့်ရန်ပန်ကြားပါကြောင်း2021ခုနှစ်ကတည်းကစတင်ဖြစ်ပွားနေတဲ့ပြည်တွင်းစစ်ပွဲများအမြင့်ဆုံးရပ်ဆိုင်းရန်တောင်းဆိုလိုကြောင်းပုတ်ရဟန်းမင်းကြီးကမိန့်ကြားပါတယ်မြန်မာပြည်မှာဖြစ်ပျက်နေတဲ့သတင်းတွေကအင်မတန်စိတ်နှလုံးထိခိုက်ရပါတယ်အကြမ်းဖက်မှုတွေနဲ့လုံခြုံမှုမရှိဘဲအခက်အခဲများစွာကြုံတွေ့နေရသူတွေရဲ့စိတ်ဝိညာဉ်နဲ့တထက်ထဲခံစားရပါတယ်လို့ပုတ်ရဟန်းမင်းကြီးလီယို14ကဆိုပါတယ် မြန်မာနိုင်ငံမှာချက်ချင်းအပြစ်ခတ်ရစေးရေးလှုံ့ဆော်ကြပြီးစစ်လက်နက်မပါတဲ့စီးနွေးပွဲများပေါ်ပေါက်လာစေရေးဆူတောင်းနေကြောင်းသူကဆက်ပြောပါတယ်။ဖယားတခင်ကခေါင်းဆောင်အားလုံးကိုတရားမျှတပြီးရည်ရှိတည်တံ့တဲ့ငြိမ်းချမ်းရေးကိုပေါ်ဆောင်နိုင်မယ်။ဉာဏ်ပညာနဲ့ဇွဲလုံလောက်ကိုပေးသနာပါစေလို့ပုတ်ရဟန်းမကြီးလီယိုဖိုတင်းကမိတ်ဆွေခဲ့ပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ခမောက်ကြီးလုံဖော့ရွာမှာရှိတဲ့အုတ်ချုပ်ရည်မှုနဲ့ပြူစောတိနှအိုးကိုအရှင်ဖမ်းမိပေးမယ်လေ။ ခုခံထွက်ပြေးတဲ့အတွက်ပြစ်ခတ်ဖမ်းဆီးစင်မှာသုံးစလုံးတေဆုံးခဲ့ကလက်နက်ခဲယမ်းနဲ့စကားပြောဆက်များတင်ဆက်ရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းခမောက်ကြီးမြို့နယ်လုံဖော်ရွာမှာရှိတဲ့အုတ်ချုပ်ရည်မှုနဲ့ပြူစော့တီနှစ်ဦးကိုအရှင်ဖမ်းမိပေးမယ်လေ။ခုခံထွက်ပြေးတဲ့အတွက်ပြစ်ခတ်ဖမ်းဆီးစင်မှာသုံးစလုံးတေဆုံးကလက်နက်ခဲယမ်းနဲ့စကားပြောဆက်များတင်ဆက်ရရှိခဲ့ကြောင်းကော့တောင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့တရင်နဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ကြားကြီးကပြောဆိုပါတယ်။ အော်တိုဘာလ14ရက်နေ့မနက်7:00နာရီခန့်မှာခမောက်ကြီးမြို့နယ်လုံဖော်ကျေးရွာအတွင်းကိုတော်လန်ရေးတပ်ဖွဲ့တွေကရှောင်းတခင်ဝင်ရောက်ခဲ့ပြီးနောက်ကျေးရွာအုပ်ချုပ်ရေးမှူးဝင်းမြင့်နဲ့ကျေးရွာပြူစောတိခေါင်းဆောင်အေးစိုးတို့ကိုလုံခြုံတဲ့တနေရာမှာစစ်ဆေးမင်းမြန်ညှိနှိုင်းပြီးပြန်လွတ်ရန်အတွက်အုပ်ချုပ်ရေးမှူးဝင်းမြင့်ရဲ့ကားကိုပါယူဆောင်လာပြီးနောက်ဖမ်းဆီးလာကြောင်းအဲဒီနောက်လုံဖော်ကျေးရွာအလွန်တနေရာမှာနမနွေကြည်ရွာမှပြစောတိခေါင်းဆောင်တပ်ဦးကိုထပ်မံတွေ့ရှိတဲ့အတွက်ဖန်စီခေါ်ဆောင်လာခဲ့ကြောင်းသိရှိရပါတယ်။အဲဒီနောက ရင်းနှင့်မွန်လယ်၁၂နာရီခန့်မှာလန်ကူလက်တနီးယားအရောက်နေ့လယ်စာစားနေချိန်မှာပြူစောတိတအူးဟာ၎င်းမှာအသင့်ပါလာတဲ့မက်ဂနန်ပစ္စတိုနဲ့ပြစ်ခတ်ခုခံပြီးသုံးစလုံးထွက်ပြေးခဲ့တဲ့အတွက်ကြောင့်တော်လန်ရေးတပ်ဖွဲ့များကလိုက်လံပြစ်ခတ်ဖမ်းဆီးစဉ်မှာသုံးစလုံးသေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဲဒီလိုပြစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်အတွင်းပြူစောတိတအူးပြစ်ခတ်တဲ့ကြည်စံဟာတော်လန်ရေးရဲဘော်တအူးရဲ့ညာဘက်ပောင်ကိုကြည်ရှက်ထိဒဏ်ရာရရှိခဲ့ပြီး၎င်းတို့သုံးဦးထံမှစကားပြောဆက်လေးလုံးဖုန်းလေးလုံး ကိုလုံးကြီးခေါချိုးအရှိတလက်၎င်းကြီး၃တောင်းမက်နန်ပစ္စတိုတလက်၎င်းကြီး၅တောင်းပြည်သူစစ်စစ်စရေးကပ်ပြားနဲ့ Hilux Vigo ကားတို့ကိုတင်ဆက်ရရှိခဲ့ကြောင်းသိရှိရပါတယ်။အမှန်တရားကိုမြင်တဲ့လူပြည်သူနဲ့အတူတသားတည်းရှိတဲ့လူတွေဟာဒီအချိန်မှာအများကြီးစကားပြောစရာမလိုတော့ပါဘူး။အခုချိန်ထိပြည်သူကိုမျက်နှာမမူတဲ့လူတွေအတွက်ကလည်းသူတို့တွားရမယ့်လမ်းကရှိနေပြီးသားပါပဲလို့ပြောချင်ပါတယ်လို့ကော့တောင်းခင်ပြည်သူကာကွယ်ရေးအဖွဲ့တရင်းနဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ကြားကြီးကပြောဆိုပါတယ်။ ဒါအပြင်နောက်နောက်မှာယခုကဲ့သို့ဖြစ်စဉ်များထပ်မံမဖြစ်စေရန်ကိုတောင်းမြွနဲ့အတွင်းမှာရှိတဲ့ရက်ကြီးအုပ်ချုပ်ရေးအဖွဲ့များနဲ့ပြည်အဖွဲ့များဟာတော်လိုင်းအင်အားစုများမှခေါ်ယူပြောဆိုရမှကောင်းမွန်စွာပြန်လည်ဆက်ဆံကြပြီးပြည်သူနဲ့အတူပူးပေါင်းပါဝင်ရည်တည်တွားကြရန်တိုက်တွန်းအပ်ပါကြောင်းပြည်သူပတ်မရက်တီးတဲ့မိသည့်အဖွဲ့ဖြစ်စေမိသူတဦးတယောက်ကိုဖြစ်စေစစ်ကော်မရှင်နဲ့အပေါင်းပါမှတ်သမျှကိုကော့တောင်းခရိုင်တော်လိုင်းအင်အားစုများမှလုံထုံးလုံနည်းနဲ့အညီဆက်လက်အေးအေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း တဲ့င်းနဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ကြားကြီးကထပ်မံပြောဆိုပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်အာဏာရှင်ကိုအမြင့်ဖြတ်နိုင်ဖို့တော်လှန်ရေးအဖွဲ့များအားလုံးတပ်ပေါင်းစုဖွဲ့၍တိုက်ထုတ်ရမယ်လို့ Union Liberation Front တပ်ဖွဲ့ကသတိပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်အာဏာရှင်စနစ်ကိုအမြင့်ဖြတ်နိုင်ရန်အတွက်တော်လှန်ရေးအဖွဲ့များအားလုံးပူးပေါင်းထားတဲ့တပ်ပေါင်းစုဖွဲ့စည်း၍တိုက်ထုတ်ရမှာဖြစ်ကြောင်း Union Liberation Front အဖွဲ့မှတာဝန်ရှိသူများကသတိပေးထုတ်ပေါ်ပြောဆိုလိုက်ကြပါတယ် စစ်အာဏာရှင်ကိုတိုက်ထုတ်ရန်ကြိုးစားရမှာရဲဘော်အများအပြားပိတ်ဆက်ခဲ့ရပြီးဖြစ်တဲ့အတွက်ရဲဘော်များအနေနဲ့ခံယူချက်ပြောက်ရမရကြောင်းခံယူချက်ဖြင့်သာတော်လန်ရေးကိုရှစ်ဆက်သွားရမှာဖြစ်ကြောင်းအဲ့ဒီလိုတော်လန်ရေးရှစ်ဆက်သွားရမှာအမြန်ဆုံးပြီးမြောက်အောင်မြင်ရန်အတွက်တပ်ပေါင်းစုဖွဲ့ရမှာဖြစ်ပြီးအင်အားကြီးတဲ့တပ်ပေါင်းစုဖြစ်လာမှသာအာဏာရှင်စနစ်ကိုအမြင့်ဖြတ်တိုက်ထုတ်နိုင်မှာဖြစ်ကြောင်း Union Liberation Front မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်အလုံးပုံပေါင်းပြီးတော့မှတော်လန်ရေးကိုတိုက်ထုတ်မှရမယ် တဖွဲတွေတိုက်လို့မရဘူးတစုတွေတိုက်လို့မရဘူးတရင်တွေတိုက်လို့မရဘူးတမျိုးနယ်တွေတိုက်လို့မရဘူးတဖွဲတွေတောင်တိုက်လို့ရတယ်တဖွဲတွေတည်သွားပါလိမ့်မယ်အဲ့ဒီတော့ငါတို့ဒီတော်လိုင်းရဲ့အမြန်ဆုံးပြည့်မြောက်အောင်မြင်ဖို့ဆိုရင်တိတမကတပ်ပေါင်းစုရပါမယ်တပ်တွေအများကြီးပေါင်းစုပြီးတော့စစ်အာဏာရှင်ကိုတိုက်ထုတ်မှရမယ်လို့ Union Liberation Front အဖွဲ့မှတာဝန်ရှိသူကဆိုပါတယ်အဲ့ဒီလိုတပ်ပေါင်းစုဖွဲ့နိုင်ရန်အတွက်ရခင်ကဲ့သို့မာနခံနေ၍အတ္တကြီးနေ၍မရကြောင်းတပ်ပေါင်းစုဆိုဒီမှာ လွယ်လွယ်နဲ့ပေါင်းဆက်၍မရပေမဲ့လည်းစစ်အာဏာရှင်အမြင့်ဖြတ်ရန်မှာတော့တပ်ပေါင်းစုမှသာဖြစ်နိုင်မှာဖြစ်ကြောင်း Union Liberation Front အဖွဲ့ကသတင်းထုတ်ပြန်ပြောဆိုခဲ့ပါတယ်။အရင်တုန်းကတော့ပြောကြတယ်တပ်ပေါင်းစုဆိုတာလွယ်လွယ်ပေါင်းဆက်လို့မရပါဘူးလို့ပြောကြတယ်။ဟုတ်ပါတယ်တပ်ပေါင်းစုကတော့လွယ်လွယ်နဲ့ပေါင်းဆက်လို့မရပါဘူး။ Local ပကဖ PDF ဆိုပြီးတော့ကိုစုအဖွဲ့နဲ့ကိုအဖွဲ့ရန်ပုံငွေရှာကြံရေးလက်နက်အင်အားတောင်းတင်းရေးခေယံမိကျောက်တောင်းတင်းရေးဆိုပြီးတော့ကိုအပ်တာတွေကိုစီရှိကြပါတယ်။ သဘောထားအမြင်တွေကွဲလဲကြတယ်အဲ့ဒါကြောင့်တပ်ပေါင်းစုလို့မရတဲ့အခက်အခဲတွေရှိတယ်ဒီကရှေ့လျှောက်ငါတို့ကအရင်ကြီးများနေလို့မာနခံနေလို့အတ္တကြီးနေလို့မရတော့ဘူးငါတို့တွေမြေပြင်မှာပေါင်းဆက်မှဒီတက်မကအင်အားကြီးတဲ့တပ်ဖွဲ့ကြီးဖြစ်မှအာနာရှင်စနစ်ကိုအမြင့်ပြတ်အောင်တိုက်ထုတ်နိုင်မှာဖြစ်တယ်လို့ Union Liberation Front အဖွဲ့မှတာဝန်ရှိသူကဆက်လက်ပြောဆိုပါတယ်တော်လန်ရေးတပ်များအနေနဲ့ရှေ့ဆက်လျှောက်လန်းရမယ့်လက်နက်လန်းတာရှိပြီးရင်းနှလန်းမှာတပ်ပေါင်းစုအဖြစ်ပူးပေါင်းကြမည်လား အသေးခံကြမီလားဆိုသည်သာဖြစ်ကြောင်းတပ်ပေါင်းစုဖွဲ့ရေးမှစစ်အာဏာရှင်ကိုအနိုင်တိုက်ရေးအတွက်အလွန်အရေးကြီးလာကြောင်း Union Liberation Front တပ်ဖွဲ့ကတရိပ်ပေးထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မင်းလာမြို့နယ်မှာတက်ချင်းရံလာတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုဘုံမှုတအုပ်အပါအဝင်စစ်သားအများပြားသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူများပြားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မကွေးတိုင်းမင်းလာမြို့နယ်မှာတက်ချင်းရံလာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရမှာ ်ဗိုလ်မှူးတဦးအပါအဝင်20ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်းမင်းဘူးခင်အမတ်နှစ်တရင်မှယုံတာဝန်ခံဆရာကျောင်းကပြောဆိုပါတယ်အော်တိုဘာလ16ရက်နေ့မွန်လွယ်3:30မိနစ်ခန့်မှာမလွန်ရော်မှာရှိတဲ့ကပ္ပဆာနှစ်မှာတက်အပြောင်းလဲလှုပ်ရန်ထွက်ခွာလာတဲ့အင်အား60ခန့်ပါစစ်ကား၂စီးကိုမင်းလာမြို့နယ်လက်ပံတကားကြီးရွာတရက်အုပ်လန်းခွဲစာတင်ကျောင်းအနီးမှာဒုတက်ခွဲမှုဝတန်ဦးဆောင်တဲ့တော်လိုင်းတပ်ဖွဲ့ကကြားဖြတ်တက်ခဲ့ကြကြောင်း တိုက်ပွဲမှာညနေ4:05မိနစ်အချိန်ထိဖြစ်ပွားခဲ့ကြောင်းအဆိုပါတိုက်ပွဲမှာစစ်တပ်ဘက်မှ12ဦးသေဆုံးပြီး26ဦးထိခိုက်ဒဏ်ရာရရှိကာစစ်ကားနှစ်စီးလည်းပျက်စီးသွားကြောင်းသိရှိရပါတယ်။ဒါအပြင်အဲ့ဒီတိုက်ပွဲမှာတူတက်ခွဲမှုဝတ္တမဒဏ်ရာရရှိထားပြီးမပြေးနိုင်တော့တဲ့အတွက်လက်အောင်ငယ်သားတော်လိုင်းရဲဘော်များကိုပြန်လည်စုခိုင်းခဲ့ကြောင်းဒဏ်ရာအပြင်းထန်ရရှိတဲ့အတွက်မပြေးနိုင်တော့တဲ့တူတက်ခွဲမှုဝတ္တန်ကစစ်တပ်ထံမှအဖမ်းမခံတော့ဘဲလက်ပြမိုင်းကိုဖောက်ခွဲ၍ မိမိကိုယ်ကိုအဆုံးစီရင်သွားကြောင်းသိရှိရပါတယ်။ရင်းတိုက်ပွဲအတွင်းမှာထိခိုက်ဒဏ်ရာရရှိသူ26ဦးထဲမှတက်တွင်းတရင်ရင့်မြစ်ပြောကြားချက်အရ10ဦးထပ်မံသေဆုံးခဲ့ပြီးစစ်သားများချောဆွဲခံရတဲ့ကာနစီမှာရင်မောင်းတဦးဖြစ်သူလည်းလက်ပြတ်ထွက်သွားခဲ့ကြောင်းထပ်မံသေဆုံးသူများထဲမှာမလွန်ရွာကပ္ပဆာနှစ်မှစစ်ကြောင်းကိုဥဆောင်လာတဲ့ဗိုလ်မှူးအဆင့်ရှိအရာရှိတဦးလည်းပါဝင်ကြောင်းသိရှိရပါတယ်။မင်းလောင်မြို့နယ်အပိုင်းလက်ပံတကကြေးရွာတရက်အုပ်လမ်းခွဲထိပ်မှတက်ချင်းဖို့လာတဲ့ ကျွန်တော်တို့မင်းဘုခရိုင်အမှတ်နဲ့တရင်ကဒုတက်ခွဲမှုဝတန်ဥဆောင်ပြီးတက်ခတ်ခဲ့တာမျက်မြင်တွေ့တာကတော့ကားပေါ်ပါစစ်ခွေ12ကောင်တေးပါတယ်26ကောင်တန်ရန်ရရှိခဲ့ပါတယ်တက်တွင်းသတင်းရင်းမြစ်ပြောဆိုချက်အရထက်တိရတာကတော့တန်ရန်ရရှိထားတဲ့စစ်ခွေ26ကောင်တဲကစစ်ခွေ8ကောင်ထက်တေးပါတယ်စစ်ခွေတွေရဲ့ချောဆွဲခံရတဲ့ရင်မောင်းတအုပ်လဲလက်ပြတ်သွားတယ်လို့သိရတယ်လို့မင်းဘုခရိုင်အမှတ်နဲ့တရင်မှရုံးတာဝန်ခံဆရာကျောင်းကပြောဆိုပါတယ်တိုင်းပြည်နဲ့အဖိနှိတ်ခံပြည်သူတွေအတွက် မင်းဘူးခဲအမှတ်နှစ်တရင်ကအကြံဖတ်စစ်အာဏာရှင်စနစ်ပြုတ်ကြသည့်အထိဆက်လက်၍ခြေမုံသွားမှာဖြစ်ကြောင်းပြည်သူများအနေနဲ့စစ်ကော်မရှင်စစ်သားရဲများရဲ့အနီးပတ်ဝန်းကျင်မှာနီနီကက်ကက်နေထိုင်သွားလာခြင်းမပြုလုပ်ကြပါရန်လေးစားစွာအသိပေးလိုကြောင်းမင်းဘူးခဲအမှတ်နှစ်တရင်မှရုံးတာဝန်ခံဆရာကျောင်းကဆက်လက်ပြောဆိုပါရခင်ဗျာဟုတ်ကဲ့ပါအခုလို့ဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေနောက်ထပ်ပြည်တွင်းပြည်ပသတင်းတော်လန်ရေးပတ်တော်သားများ၏သတင်းများနဲ့တူပြန်လာခဲ့ပါမယ် အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာပါပါစေခင်ဗျာ